ိုမြင့်ကိုမင်္ဂလာပါခေတ်တွင်ဥမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကြောက်ဖြူမှတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီအစမပြတ်အင်အားဖြည့်သိမ်းနေရဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကရေချောင်းလေချောင်းတို့မှအင်အားရာနဲ့ချေပို့ဆောင်နေရတယ်လို့ကြောက်ဖြူဒေသခံတွေစီကသိရပါတယ် စစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေတို့ဟာကြားဖြူမြို့နယ်တိုင်ချောင်းမင်းပြင်းရေနံတောင်ဂေါ်တူစားတဲ့ကျေးရွာတွေအနီးမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာအာရခတပ်တော်အေအေဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့ကြားဖြူမြို့နယ်တိုင်ချောင်းဆယ်ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီအနီးနားပတ်ဝန်းကျင်မှာစကန်ချိုကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်စက်ကောင်စီတပ်ဟာကြားဖြူမျိုးပေါ်ကိုရန်ကုန်ကနေလေကြောင်းရေကြောင်းတွင်နေ အင်အားများနဲ့ချီပို့ဆောင်နေတာဖြစ်ပြီးစစ်တွေမျိုးပေါ်မှာလည်းစစ်သည်မတွေနဲ့အဆက်မပြတ်အင်အားတွေပုံနေတယ်လို့ကြားဖြူဒေသခံတွေစင်ကသိရပါတယ်။ကြားဖြူမျိုးပေါ်ကိုစစ်အင်အားတွေထက်ရောက်တယ်လို့ကြားပါတယ်။မင်းပြင်းတို့ဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာဆိုတော့အဲ့ဒီဘက်ကိုပဲအဓိကပုံနေတာပါ။အင်အားတွေကတော့ရန်ကုန်နဲ့စစ်တွေဘက်တွေကရောက်ကြတာပါ။ဒီရက်ပိုင်းရောက်တာဆိုရင်300ဝန်းကျင်တော့ရှိပါမယ်လို့ကြားဖြူဒေသခံတအူးကပြောပါတယ်။ စစ်ကောင်စီတပ်ဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့မတိုင်ခင်သူတို့ထိ ंछ ုပ်ထားတဲ့ရခိုင်မှာစစ်တွေကြပြူမှန်အောင်မြို့နယ်တွေမှာရွေးကောက်ပွဲကျမပြုလုပ်ဖို့ပြင်ဆင်နေပြီးအေအေတင်ထားတဲ့ကြပြူမြို့နယ်တွေမှာကျေးရွာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်စစ်ကောင်စီဟာကြောက်ဖြူမြို့နယ်ရှိတစ်ပုတ်တောင်ရေတဲစခန်းဓညဝရီရေတဲဌာနချုပ်အမတ်30နေရေတဲရင်တွေကနေစစ်ကြောင်းတွေဖြန့်ကျက်ပြီးအေအေတင်ထားတဲ့နေရာတွေအနီးကိုစစ်ကြောင်းထုံမှုတွေရှိနေတယ်လို့သိရပါဗျ ကြောက်ဖြူမှာစစ်တပ်ကနေရာတော်တော်များများကိုစစ်ကြောင်းတွေခွဲပြီးထိုးနေကြတာရှိပါသေးတယ်။တိုက်ပွဲတွေဖြစ်တာကလည်းကြိုကြကြိုကြတွေရှိပါသေးတယ်။စစ်တပ်ကတော့ဒီလမကုံခင်အထိဖိအားပေးတိုက်ခိုက်လာနိုင်ပါတယ်လို့ကြောက်ဖြူဒေသခံတအူးကပြောပါတယ်။လက်ရှိကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီဘက်မှအကြဆုံးတွေများပြားနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတဲ့တိုင်းဆောင်ကျွော်အနီးတစောင်းကိုလေကြောင်းကနေအဆက်မပြတ်ပုံကျဲတိုက်ခိုက်နေပြီးရေကြောင်းကစစ်သည်မော်တွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြာဖြူမြို့နယ်ကျေးရွာပေါင်း20နီးပါးမှာဒေသခံ3000ကျော်မှလည်းဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတင်းဆောင်နေကြရပြီးတော့စောင်းဝင်းနေရေးအခက်အခဲတွေရှိနေကြတယ်လို့ကြာဖြူဒေသခံတွေစီကသိရပါတယ်ရှင်။ဆလပင်မုံမိတ်မှာစစ်ကောင်စီတပ်ကမြို့ပြင်နေရာတွေအထိတပ်ဆွဲထားမုံမိတ်တွင်ငယ်လမ်းမိုင်းကိုထိန်းချုပ်ဖို့စူးစမ်းနေဆဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်ရဲ့ဂျာဝေမူနဲ့ရှမ်းမြောက်မုံမိတ်မျိုးကိုပြန်ရခဲ့တဲ့စစ်ကောင်စီတပ်ဟံမြို့ပြနေရာတွေအထိတက်ဆွဲထားပြီ မုံမိတ်တွင်းငယ်လမ်းမိုင်းကိုထိန်းချုပ်ဖို့စ조사နေတယ်လို့မြေပြင်ခြေနေတရှိသူကပြောပါတယ်။လက်ရှိစစ်ကောင်စီတပ်ဟာမိုးကုံးမုံမိတ်လမ်းမိုင်းကိုထိန်းချုပ်ထားတယ်လို့မုံမိတ်တွင်းငယ်လမ်းမိုင်းမကြီးပင်ကျေးရွာအထိရောက်ရှိလာတယ်လို့မြေပြင်ခြေနေတရှိသူတအူးကပြောပါတယ်။အခုစကားဆရောက်နေတဲ့မကြီးပင်ရွာအကျော်မှာ SSPBC တင်ပြီးတော့ KIA PNL ပတ်ခဘာတို့ရှိတယ်။မကြီးပင်ကနေဆက်သွားရင်တွင်းငယ်ဘက်ကိုရောက်မယ်။မုံမိတ်မပိန်လန်ကတော့ KIA တွေရှိတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာတပည့်ချင်းမျိုးနဲ့တွင်းငယ်ကြီးရွာကိုလည်းထိန်းချုပ်ထားတာကြောင့်မုံမိတ်ကနေထိုးစစ်ဆင်လာရင်မုံမိတ်နဲ့တွင်းငယ်ကြမှာရှိတဲ့တော်လန်ရဲတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။လက်ရှိမုံမိတ်မျိုးအတွင်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဟာစစ်အင်အားရာနဲ့ချေရှင်နိုင်ပြီးအုတ်ချုပ်ရည်ရန်နေရကိုတော့လက်ပတ်နိုင်တာမရှိသေးပါဘူး။စစ်ကောင်စီတပ်ဟာတရုတ်နိုင်ငံရဲ့အကူအညီနဲ့ပီကတိနိုဝင်မာလ29ရက်နေ့နဲ့30ရက်မှာတောင်းတက်မတော်တရန်လလီထင်းချုပ်ထားတဲ့ မုံမိတ်နဲ့မုံကုံမျိုးတွေကိုဝင်ရောက်လာတာဖြစ်ပါတယ်ရှင်ဆလပင်တောင်တွင်းကြီးမြို့နယ်ညာတော်ကျေးရွာအုပ်စုမှာပြည်သူများကိုနှီးမျိုးစုံနှိစက်နေသည့်အုပ်ချုပ်ရေးမှူးဟောင်းဂျီဝင်းအပါဝင်၃ဦးပြစ်ခတ်ခံရပြီး၃ဦးစလုံးတင်ဆောင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ညာတော်ကျေးရွာအုပ်စုမှာပြည်သူများကိုနှီးမျိုးစုံနှိစက်နေသည့်အုပ်ချုပ်ရေးမှူးဟောင်းဂျီဝင်းအပါဝင်၃ဦးကို ပြစ်ခတ်တိုက်ခိုက်ရာ၃ဦးစလုံးတင်ဆောင်ခဲ့ကြောင်းမကွေးတောင်တွင်းကြီးအထူးပြောကြားတဲ့ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် နိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာတောင်တွင်ချင်းမြို့နယ်ပရကျဲတိုင်းနယ်ညာတော်ချင်းရွာအုပ်စုတိခုတ်ကွင်ချင်းရွာမှာစစ်တပ်သတင်းပေးအဖြစ်လုတ်ကိုင်းနေတဲ့အုတ်ချုပ်ရုံမှဟောင်းချင်းဝင်းစုံတို့သည်ချင်းရွာနေပြည်သူများကိုစစ်တပ်ခေါ်လိုက်ရမလားဟုချိန်ချပြောဆိုပြီးအနိုင်ချင်းနှက်ဆက်နေ၍၎င်းနေအိမ်အတွင်တော်လရင်တပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရန်ပွဲချင်းမိတိဆောင်ခဲ့ကြောင်းသိရပါသည်အလားတူတိခုတ်ကွင်ချင်းရွာမှာစစ်တပ်သတင်းပေးအဖြစ် လောက်ကိုင်းနေသည့်မင်းဆောင်ဦးနှင့်ဇနီးဖြစ်သူခင်ချိုင်တို့သည်လည်းတော်လန်ရဲရဲဘော်တအူကိုစစ်တပ်ထံတရင်ပေးဖမ်းဆီးစေခန်းခြင်းတော်လန်ရဲရဲဘော်များကိုစစ်တပ်ထံတရင်ပေးတိုင်ကြားခြင်းများကြောင့်ရင်းနှီးမှ၎င်းတို့နေအိမ်အတွင်ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာနှစ်ဦးစလုံးပွဲချင်းမိသည်ဆုံးခဲ့ကြောင်းသိရပါသည်ထို့တော့ပြေခတ်တိုက်ခတ်မှုအတွင်လုံဆောင်ခဲ့သည့်အုတ်ချုပ်ရဲမှုဟောင်းကြီးဝင်းအပါအဝင်း၃ဦးကိုတော်လရဲတပ်ဖွဲ့များက အချင်းချင်းတွားရောက်တွေ့ဆုံရင်းစစ်တပ်နဲ့ပူပေါင်းခြင်းမပြုလုပ်ရန်တတိပြပြောကြားခဲ့ပေမယ့်လိုက်နာခြင်းမရှိဘဲဆက်လက်လုပ်ကိုင်နေသည့်အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်သူတို့သုံးဦးစလုံးကိုစစ်တပ်တရင်ပေးတွေမလုပ်ဖို့အချင်းချင်းတွားရောက်တတိပြထားတယ်အဲ့ဒါကိုလိုက်နာမှုမရှိဘဲဆက်လက်လုပ်ဆောင်နေလို့တွားရောက်တိုက်ခိုက်ခဲ့တာပါဟုမကွေးတောင်ရင်ကြီးအထူးပြောကြားတော့ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါသည် အဆိုပါနိုင်ငံမှုကိုမကွေးတောင်တွင်ကြီးအထူးပြကြတော့ဖွင့်နေ၎င်းမည်ပြည်သူကကွယ်ရေးအဖွဲ့တို့ကပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်၍တောင်တွင်ကြီးမြို့နယ်အတွင်းစစ်တပ်တရင်ပေးတလန်းများပြူစော်တီများအနေဖြင့်စစ်တပ်ထံသို့တရင်ပေးတန်းကြခြင်းစစ်တပ်ကိုအားကိုး၍ပြည်သူများအပေါ်ငွေကြေးများအသင်အဓမ္မကောက်ခံခြင်းနှင့်စစ်တပ်မှပြုလုပ်သည့်အတုအယောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်မည်ဆိုပါကအချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်ကြောင်းမကွေးတောင်တွင်ကြီးအထူးပြကြတော့ဖွင့်မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ရှင်ဆလဘီ ညင်တဲ့ပခုတ်ကူမျိုးနဲ့အဆက်မှာစစ်တဲစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားများထိခိုက်တင်ဆုံမှုများပြပြီးတအူးအရှင်ဖမ်းမိကောင်လက်နက်ခံရတင်စီရာရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေတိုင်းမြိုင်မြို့နယ်နဲ့ပခုတ်ကူမျိုးနဲ့အဆက်မှာအကြမ်းမဲ့စစ်တဲစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားထိခိုက်တင်ဆုံမှုများပြပြီးတအူးအရှင်ဖမ်းမိကောင်ခရရန်အချို့တင်စီရာရှိခဲ့တယ်လို့အကွေ့ပြည်ပဒပန်ဖို့မှတာဝန်ရှိသူကပြောဆိုပါတယ်။ ီဇမလာ၂ရက်နေ့မှာမြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်အစက်ကိုစစ်ကြောင်းထိုးလာသည့်တမကူကူမှအကြမ်းမဲ့စစ်သားများနဲ့ပြူစော်တီများပူးပေါင်းထားသည့်အင်အားတရာခန့်မှစစ်ကြောင်းကိုတော်လန်ရဲတပ်ဖွဲ့များကလမ်းမိုက်တနေရာမှာဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ်ထို့နောက်နိုင်ငံမှုအတွင်အကြမ်းမတ်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြပြီးထိခိုက်ဒဏ်ရာရရှိသည့်စစ်သားတအုပ်ကိုအစင်ဖမ်းမိကံလက်နက်ကြီးကြီးအချို့နဲ့ခရရန်တချို့ကိုလည်းတင်းစီရရှိခဲ့ကြောင်းသိရပါတယ်။မြိုင်နယ်ပခုတ်ကူနယ်ကအခုစစ်ကြောင်းထိုးနေတဲ့တမကူကိုစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်တာပါစစ်ကြောင်းကမပြေးသေးဘူးထိခိုက်ဒေဆုံးမှုကတော့များတယ်။တေချာတော့မသိရသေးဘူးတယောက်အစင်ဖမ်းမိတယ်။လက်နက်ခရရန်တွေကအဲ့ဒီဖမ်းမိတဲ့သူရဲ့အနီးကရတာပါလို့အက်ခွေပီဘက်တပန်ဖို့မှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါနိုင်ငံမှုကို Equipe တပန်းဖို့ပခုတ်ကူလိုခဲ့တရင်တင် NGYPDN ကမအနာဂရောင်းဖို့နိုင်ပါကဖာတို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့ကြောင်းသိရပါသည်ပခုတ်ကူမျိုးနယ်နဲ့မြန်မျိုးနယ်အတွင်းအကြမ်းမဆက်တကစစ်ကြောင်းတို့လှုံ့ဆော်နေသည့်အပြင်လေကြောင်းမှလည်းပြည်သူလူထုကိုပြစ်မှတ်ထားပုံကျက်တိုက်ခိုက်နေခြင်းကြောင့်ပြည်သူများအနေဖြင့်စည်ရေးတရီနဲ့လေကြောင်းရန်ကိုလည်းတရီစီစီနေထိုင်ပေးကြပါယင်အကွစ်ပြည်ပတပန်းဖို့မှတိုက်တွန်းထားပါသေးရှင် ဆလပင်တန်တော်ကြီးမျိုးကိုစတက်ကလက်နက်ကြီးနဲ့ပြင်လို့ကွန်ဝင်ဆောင်တအူးတရားရဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်မျိုးသားအစည်းအုံ KNU တပ်မဟာနေနေမြေတာငူခရရှိတန်တော်ကြီးမျိုးကိုစက်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့လို့၂၀နှစ်အရွယ်ကွန်ဝင်ဆောင်တအူးတရားရရှိခဲ့ကြောင်း KNU တာငူခရိုင်ကသတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ3ရက်နေ့ည9:00နာရီခွဲမှာဘရင်နောင်တပ်မျိုးရှိစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့တန်အောင်ကြီးမျိုးနဲ့အမတ်3ရက်ကွက်အတွင်လက်နက်ကြီး၅လုံးကြာရောက်ပောက်ကွဲခဲ့တာလို့ဆိုပါတယ်။အဲ့ဒီလိုလက်နက်ကြီးကြာရောက်ပောက်ကွဲခဲ့လို့နေအိမ်နှလုံးထိခိုက်ခဲ့ပြီးရှင်လာစီကုံဝန်စာအမျိုးသမီးတအူးလေးပင်မှာထိမှန်တရားရရှိခဲ့တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာတန်အောင်လန်းကို မကြာခဏပိတ်ဆို့နေလို့ပြည်သူတွေတွာလာရခက်ခဲနေပြီ လက်နက်ကြီးရန်ကိုလည်းစိုးရိမ်ကြောင်ရွံ့နေရကြောင်းခရနုတောင်ငူခရိုင်ကထုတ်ပြန်ထားပါတယ်။ခရနုတပ်မဟာနေနယ်မြေတောင်ငူခရိုင်အတွင်စစ်ရေးခြေနေတွေကိုမြေမြန်မှုဆက်တွေ့ထားဆဲဖြစ်ပြီးအဆက်အတွယ်မရရှိသေးပါဘူး။စစ်ကောင်စီတပ်ဟာခရနုတပ်မဟာနေနယ်မြေအပအဝင်ခရိုင်တပ်မဟာတီတီကပြည်သူလူထုနေထိုင်ရာနေရာတွေကိုပိတ်မထားတဲ့လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်လျက်ရှိရာကလင်းငယ်တွေအပအဝင်ပြည်သူလူထုတိုက်ဆုံထိခိုက်မှုတွေဇက်နဲ့ဖြစ်ပေါ်လျက်ရှိပါတယ်ရှင်။